မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အောင်ပွဲတွေဆက်နေတဲ့တောင်ပိုင်းထိုးစင်မေလာတာလေတီခီတီထာလေးပနာဒီခလေဒီပူလူတူဒီနံပါတ်တွေက KNL KNDO နဲ့ PDF စတဲ့တော်လန်ရေးပူပေါင်းတပ်တွေကဒီလာပိုင်းအတွင်းမှာဇက်တိုက်သိမ်းယူနေတဲ့စစ်ကောင်စီတပ်စခန်းတွေကစခန်းတချို့ရဲ့အမိတွေပဲဖြစ်ပါတယ် စစ်စင်ရေးအမည်ရဲ့လို့မကြေညာပေမဲ့ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့လက်အောက်မှာရှိတဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာစစ်တပ်စခန်းတွေကိုဇက်တိုက်သိမ်းယူနေပါတယ်။သိမ်းယူခဲ့တဲ့စခန်းတွေထဲမှာမြန်မာထိုင်းနယ်စပ်မှာတည်ရှိပြီးစစ်ရေးအရအလွန်အရေးကြီးတဲ့စခန်းတွေလည်းပါဝင်နေပါတယ်။ထိုးစစ်အရှိန်မြင့်တဲ့အခါစကန်သိန်းအောင်ပွဲတွေဟာလည်းပုံမြင်လာတာကိုတွေ့ရပါတယ်။ မြန်မာထိုင်းနယ်စပ်ကမေလစကန်သိန်းတိုက်ပွဲဆိုရင်မေလ15ရက်မှစတင်ထိုးစစ်ဆင်ပြီးမေလ16ရက်နေ့မနက်အစောပိုင်းမှာပဲသိမ်းယူလိုက်ပါတယ်ကြကြောင့်နှွေဦးတော်လန်ရေးကာလာတရှောင်းမျိုးသိန်းတိုက်ပွဲတွေမတိုက်ဘူးထိုးစစ်ကြီးတွေတိတ်မလုပ်ဘူးဆိုပြီးဝေဖန်ခံနေရတဲ့ KNU ဟာအခုဆိုရင်ဝေဖန်သူတွေကိုအတန်တိတ်စေခဲ့ပြီးဖြစ်ပါတယ်တကယ်တော့ KNLU ဦးဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်တွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း2024နှစ်ကုန်ပိုင်းအထိစစ်တပ်စခန်းပေါင်း150လောက်အထိသိမ်းပိုက်ထားခဲ့တာပါမာနေပလောစခန်းကိုပြန်လည်သိမ်းပြီးနောက်ပိုင်း2025နှစ်စန်းပိုင်းမှာစပြီး KNLA ဦးဆောင်တဲ့တော်လန်ရေးတပ်တွေရဲ့စစ်တပ်စခန်းသိမ်းထိုးစစ်ဟာပိုပြီးပြင်းထန်လာတာကိုတွေ့ရပါတယ်သိမ်းယူခဲ့တဲ့စကန်တွေကစည်ရေးအရာအရေးကြီးတဲ့စကန်သိမ်းတိုက်ပွဲတွေအကြောင်းပြောပြပါမယ်။ထီခီထီထဗျူဟာသိမ်းတိုက်ပွဲ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့မြေကြီးစစ်ကောင်စီရဲ့တီထဗျူဟာစခန်းနဲ့တီကီဗျူဟာစခန်းတို့ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေကမေလ9ရက်နေ့မှာအပိသက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။မြိတ်တဝဲခရိုင်ရဲ့ခရိုင်ဌာနချုပ်နဲ့တပ်မဟာဌာနချုပ်ဟောင်းတီရှိရာတီကီဒေတာကို28နှစ်အကြာမှာ KNL တပ်မဟာလေးနဲ့တော်လန်ရေးပူးပေါင်းတပ်တွေကသိမ်းပိုင်နိုင်ခဲ့တာပါ။ ထီကီဒေတာမှာမြိတ်တဝဲခရိုင်ရဲ့ခရိုင်ဌာနချုပ်နဲ့တပ်မဟာဌာနချုပ်တိစောက်ဖို့ KNU က1984မှာစတင်စီစဉ်ခဲ့ပါတယ်1985ခုနှစ်မှာတော့စတင်တိစောက်ခဲ့ပြီးထီကီဒေတာမှာခရိုင်ဌာနချုပ်နဲ့တပ်မဟာဌာနချုပ်ရုံးလို့တည်ရှိပါတယ်1998ခုနှစ်မှာစစ်တပ်ရဲ့တပ်မ55နဲ့တပ်မ66ဦးဆောင်တဲ့တပ်ရင်း20ခန်းက major operation အနေနဲ့ TK data ကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်အဲ့ဒီနှစ်မှာပဲ TK data ကိုလက်လွတ်ခဲ့ရတာပါ။ ခရိုင်ဌာနချုပ်ကိုလက်လွတ်ခဲ့ရပြီး28နှစ်အကြာမှာတော့ KNL, KNDO, PDF စတဲ့တော်လည်ရေးတပ်တွေဟာစစ်သားတွေကိုမောင်းထုတ်ပြီးအွန်လန်ဆိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။တီခီစခန်းနဲ့မိုင်းနှဲငယ်กว่าတဲ့တီထာစစ်ကောင်စီဗျူဟာတက်စခန်းကို KNL တက်မဟာလေးနဲ့တော်လည်ရေးပူပေါင်းတပ်တွေက AB 19ရက်မှာတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ရက်ပေါင်း20ခန့်အကြာမှာထိုင်းမြန်မာနယ်စပ်တရှောင်းအရေးပါတဲ့တီခီစခန်းကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ထီးတာဗျူဟာကြပြီးတဲ့နောက်မှာကျွန်တော်တို့ထီးခီစကန်ကိုထိုးစစ်ဆင်ပြီးတိုက်ခိုက်ခဲ့ပါတယ်။ထီးခီစကန်ဟာရန်သူအင်အား150ခန့်ရှိပြီးတော့တပ်ရင်း25တပ်ရင်းမှုထိုင်တဲ့စကန်ဖြစ်ပါတယ်။ထီးခီစကန်ကို drone ပစ်ကူ120လက်နက်ကြီးပစ်ကူအားကောင်းကောင်းနဲ့ကျွန်တော်တို့ခက်ခက်ခဲခဲသိမ်းပိုက်ခဲ့ရတာဖြစ်တယ်လို့ပူပေါင်းတိုက်ပွဲဝင်နေတဲ့ Force for Federal Democracy FFD ရဲ့ဒုတာဝန်ခံကိုအောင်အောင်ကပြောပါတယ်။ ချီကီစကန်ရဲ့၄ပုံ၃ပုံကထိုင်းမြန်မာနယ်စပ်စီးမြင်ပေါ်မှာရှိနေတာကြောင့်ခက်ခဲခဲခဲတိုက်ခိုက်ခဲ့ရတာပါတီကီပြူဟာကိုထိုးစစ်စင်တိုက်ခိုက်နေချိန်မှာကြည်တွေပုံတွေကိုထိုင်းနိုင်ငံအတွင်းကျမသွားစေဖို့သတိထားပြီးထိုးစစ်စင်ခဲ့ရတယ်လို့ KNU ဂျဝဲခရိုင်အတွင်းရင်မှပရိုဆောအင်နာကပြောပါတယ်ထိုင်းနိုင်ငံရဲ့ PR တုံခဲ့ရသလိုစစ်ကောင်စီတပ်ကိုလည်းထိုင်းဘက်ကအကူအညီပေးမှုတွေရှိခဲ့တယ်လို့လည်းသိရပါဗျ။ဒါပြင်စစ်ကောင်စီရဲ့လေကြောင်းအင်အားဖြည့်တင်းမှုတွေကြာကပဲတော်လန်ရေးတပ်တွေကသိမ်းပိုက်နိုင်ခဲ့တာလို့လည်းသိရပါဗျ။ ထူးခြားတဲ့တိုက်ဆိုင်မှုတစ်ခုက KNL တက်မဟာလီရဲ့တက်မဟာမှုဘုံမူးချုပ်အော်လီဗာလက်ထက်မှာဆုံးရှုံးခဲ့ရတဲ့ Tiki Data ကိုပါဖြစ်သူတက်မဟာမှုလက်ရှိတက်မဟာလီတက်မဟာမှုဘုံမူးချုပ်စောဖိုးလီလက်ထက်မှာသိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့ဒါဟာလူပုဂ္ဂိုလ်တယောက်တည်းရဲ့အောင်ပွဲမဟုတ်ဘဲအဖွဲ့အစည်းရဲ့တော်လှန်ရေးအဖွဲ့တွေရဲ့အောင်ပွဲလို့ပရိုဆောအင်နာက ရှင်းပြပါတယ်။ ဌာနချုပ်ဟောင်းကိုစစ်တပ်ကတိုက်ခိုက်ခဲ့တဲ့အချိန်မှာနိုင်ငံတော်ဝန်စစ်တပ်ကိုတော်လန်တိုက်ခိုက်နေတာက KNU ပဲရှိနေပြီးစစ်တပ်ကအင်အားကောင်းလာကြောင်းစကန်ဆုံရှုံခဲ့ရတယ်လို့သူကပြောပါတယ်ရီဦးတော်လန်ရေးမှာတော့နိုင်ငံကြဝံပြည်သူတွေကစစ်တပ်ကိုတော်လန်နေပြီဖြစ်ပြီးအခြေအနေတွေကမတူတော့ဘူးလို့သူကဆက်ပြောပါတယ်။ထီကီပြူဟာနဲ့တီထပြူဟာတို့ဟာမြမချိုင်းနေဆက်ကုံသွဲရေးအဓိကစကန်ဖြစ်တဲ့ထီကီနေဆက်ကုံသွဲရေးစကန်ကိုထိန်းချုပ်ထားတဲ့ပြူဟာမြောက်စကန်လေးဖြစ်ပါတယ်။ ဒါကြောင့်စစ်ကောင်စီအတွက်အနှင်းငယ်သာချက်နဲ့နေဆက်ကုံသွေးရေးစခန်းတွေတဲကအ धिक စခန်းတစ်ခုဆုံးရှုံးရတာဖြစ်လို့ဆုံးရှုံးမှုများပါတယ်။ KNU အတွက်ကတော့အလွန်အရေးပါတဲ့အောင်ပွဲပါ။ဒီဗျူဟာတွေတိမ့်ပိုက်ထိန်ချုပ်ပြီးနောက်မှာမြန်မာတိုင်းစစ်တပ်ကနှစ်နိုင်ငံပြည်သူတွေအတွက် KNU ကအရေးကြီးတဲ့ညှိညာချက်ထုတ်ပြန်ခဲ့ပါတယ် ထိုင်းပြည်သူတွေနဲ့နေဆက်ကပြည်သူတွေကိုရည်ရွယ်ပြီးတော့အတိတ်ပြစ်ဆုတ်ပံကာလအတွင်းထိုင်းပြည်သူတွေနဲ့တဟစာတဖြစ်စွာနေထိုင်ခဲ့ကြသလိုအိနီချင်းကောင်းပိသားစွာနေထိုင်ဖို့အသင့်ဖြစ်နေပြီလို့ KNU မိတ်တဝဲခရိုင်ကထုတ်ပြန်ပါတယ်။ စစ်တပ်ကိုဘာကြောင့်ခုခံတိုက်ခိုက်တွန်းလှန်ရလဲဆိုတဲ့အကြောင်းကို ရှင်းပြခဲ့တယ်လို့အာနာသိန်းစစ်တပ်ကရုရှားနည်းပညာဖြင့်130မဂါဝတ်အနုပြူတအားပေးစက်ရုံတစ်ခုကိုထိုင်းနိုင်ငံနေဆက်တနင်္လာရီတိုင်းတဝယ်ဒီတာမှာရှိတဲ့တဝယ်အထူးစီးပွားရေးဆောင်မှာတည်ဆောက်ဖို့အစီအစဉ်နေတာကိုလည်းအသိပေးပါတယ်ဒီစီမံကိန်းတွေဟာမြန်မာနဲ့အထိုင်းပြည်သူတွေအတွက်လုံခြုံရေးအန္တရာယ်၊ကင်းရှင်းရေးနဲ့ကောင်းမွန်တဲ့ဘဝနေထိုင်မှုအတွက်စိုးရိမ်ပူပန်ရတယ်လို့လည်းရှင်းပြပါရစေ။ ဒါကြောင့်တိုက်ပွဲတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ထိခိုက်နိုင်ခြေနဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကိုလေးနက်စွာသုံးသပ်ခဲ့ပြီးမှထိခိုက်နိုင်ခြေတွေကိုရှော့ချနိုင်မဲ့နည်းလမ်းတွေနဲ့အစွမ်းကုန်စီမံခဲ့တယ်လို့ဖော်ပြထားပါတယ်။တာလေဗျူဟာသိန်းတိုက်ပွဲကရင်ပြည်နယ်လိုင်းပွဲမြို့နယ်ဒေါနာတောင်နဲ့အရှိချမ်းနော်တရာတောင်ချီမှာရှိတဲ့တာလေဗျူဟာစခန်းကို KNLU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေက၄ရက်ကြာတိုက်ခိုက်ပြီးမေလ၃ရက်ကသိမ်းပိုက်ခဲ့ပါတယ်။ တညာကျိုးကတာလေးစခန်းကိုစစ်တပ်က1986ခုနှစ်မှာစစ်တပ်ကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးဒေသတွင်းမှာအကြီးဆုံးစခန်းလေးဖြစ်ပါတယ်စကန်းသိမ့်ပိုက်စင်အတွင်းစစ်ကောင်စီအမြောက်တပ်ကဗိုလ်ကြီးတဦးအပါဝင်စစ်ကောင်စီတပ်သား5ဦးသေဆုံးခဲ့ပြီးခလာရ24အတုတရင်မှုမှာထွက်ပြေးလွတ်မြောက်နေပါတယ်။တာလေဘျူဟာသိမ့်နေနေမှာပဲထိုင်းနေဆက်အနီးကတခေါ်ပြီးခွေစကန်းကိုလည်းသိမ့်ယူခဲ့ပါတယ်။ ကြပြင်းထိုင်းနယ်စပ်အနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့မေလာစကန်ကိုလည်း KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကမေလာ15ရက်နေ့ညမှာစတင်တိုက်ခိုက်ခဲ့ပြီးနိုင်ပိုင်းအတွင်းမေလာ16ရက်မနက်ပိုင်းမှာအပိသက်သိမ်းပိုက်ယူနိုင်ခဲ့ပါတယ်။နေဆက်စခန်းတွေအတိုက်ခိုက်ရရင်စစ်တပ်က၄ချောင်း300ရင်၄ချောင်း3ကအဓိကကူကံပြီးထိုးစစ်ပြင်းလာရင်ထိုင်းဖက်ချမ်းထွက်ပြေးကြပါတယ်။ဒါကြောင့်ထိုင်းကစစ်သားတွေကိုလက်ခံထားပြီးပြန်လွတ်ပေးရတဲ့အချိန်ကြီးမနေတော့ပါဘူး။ တရုတ်နယ်စပ်ဘင်္ဂလားဒေ့ရှ်နယ်စပ်အိန္ဒိယနယ်စပ်ထိုင်းနယ်စပ်ဘယ်နယ်စပ်မှမရှောင်ဘဲတော်လန်ရေးတပ်တွေတကယ်ကြိုင်စစ်သားတွေဟာဘယ်ဖြစ်ဖြစ်ထွက်ပြေးကြလို့နေစီမချထွက်ပြေးတဲ့စစ်သားလို့တောင်အမိတက်ခံနေရတာဖြစ်ပါတယ်။အခုဆိုရင်ဒေါနာတောင်တန်းအရှိချမ်းထိုင်းနယ်စပ်တချောက်ကစစ်ကောင်စီတပ်စခန်းတွေတဲ့ဘူလူတူခလေတီတခေါ်ပီခွီမော်ဖားသူစခန်းတာလေပြူဟာမေလစတဲ့စခန်းတွေကိုတီလာပိုင်းအတွင် KNU တပ်မဟာခွနစ်ကသိမ်းယူပြီးဖြစ်ပါတယ်။ မော်ဖိုးကီစခန်းနဲ့နော်တရားစခန်းတို့ကြန့်ရှိနေပါတယ်။လက်ရှိစခန်းတွေကိုလည်း KNU ကဆက်လက်တိုက်ခိုက်ဖို့ရှိနေတယ်လို့ကရင်စည်ရေးတရင်ရင်မြက်ကအသိပေးပါတယ်။စစ်ကောင်စီဘက်ကတော့နေဆက်ကအရေးပါလာတဲ့စခန်းတွေ၊ယူဟာမြောက်စခန်းတွေအသိမ်းခံရတဲ့အပေါ်အတန်တိတ်နေပါတယ်။အောင်စရစစ်တောင်းနဲ့နောက်တန်းကုတ်ကဲရီစခန်းကိုတင်ပိုင် တချိန်တည်းမှာပဲပူပေါင်းတက်တွေဟာကရင်ပြည်နယ်ကော့ကရိတ်မြို့အနီးအာရှလမ်းမကြီးပေါ်ကော့ကရိတ်မြို့နယ်နှစ်မိုင်ကျော်ပဲဝေးတဲ့အောင်စရစစ်ကြောင်းရဲ့နောက်တန်းကုတ်ကဲရီတက်စခန်းကိုလည်းမေလ၁၄ရက်နေ့မှာသိမ်းပိုက်လိုက်ပြန်ပါတယ်ဒေါနာတောင်ပေါ်ကတော့ငြိမ်သွားပြီးပိတ်ဆို့ထားလိုက်ပြီးအောက်ဖက်မှာတော့ပွဲတော်လီကျန်းနေတယ်လို့ PDF တအူးကပြောပါတယ် ညဝရီကို၄ရက်နဲ့သိမ်းမယ်ဆိုပြီးကြွေးကြော်အင်အားတထောင်ကျော်တင်ကာတန်ကြက်ကာကအစုံနဲ့ထွက်ခွာလာတဲ့စစ်ကြောင်းကြီးဟာတနစ်ကြော်ကြာဒေါနာတောင်ပေါ်မှာတောင်တင်ခဲ့ပြီးစစ်ကြောင်းပြက်ဇက်သိမ်းတော့မယ့်အချိန်ကနီးကပ်နေပြီဖြစ်ပါတယ်။ဒါပြင် KNL PDF နဲ့ပူးပေါင်းတပ်တွေကကော်ကရိတ်နဲ့ကြုံတိုးမျိုးတွေကစစ်တပ်စခန်းတွေကိုပါပိတ်ဆို့ဖျက်တောက်ဝန်းရံချပြီးဖြစ်ပါတယ်။ KNU ပြောရေးဆိုခွင့်ရှိသူ Professor Kelsey က KNU ရဲ့စည်ရေးပြူဟာ KNU ရဲ့နေမြေမှာရှိတဲ့စစ်စခန်းတွေအားလုံးကိုတိုက်ထုတ်ဖို့ကအဓိကဖြစ်တယ်လို့ပြောပါတယ်။ဘယ်ဟာကပိုအရေးကြီးလဲ။ဘယ်ဟာကိုအဓိကထားထိုးစစ်ဆင်သိမ့်ပိုက်မယ်ဆိုတာပြောဖို့တော့ခက်တယ်လို့ဆက်ပြောပါတယ်။တဖြည်းဖြည်းနဲ့အရွေ့တွေဖြစ်လာတော့မယ်လို့သူကဆက်ပြောပါတယ်။ KNU တဝဲခရိုင်တမဟာလီရဲ့အတွင်ရေးမှူး Professor Anna ကတော့တော်လန်ရေးအဖွဲ့အစည်းတွေပူးပေါင်းမှုကြောင့်အောင်ပွဲတွေရတယ်လို့ပြောပါတယ်။ အထူးသဖြင့်လူငယ်တွေလူမျိုးဘာသာမခွဲကြပဲကိုဒေတာသူဒေတာမခွဲကြပဲနဲ့စစ်အာဏာရှင်တိုက်တို့ဘုကအတီကကြီးမန်းချက်ထားပြီးတော့ရဲရဲဝုံဝုံပူပေါင်းတိုက်ခိုက်တာကိုပရိုဆောအင်နာကကြီးကျူးအတိမတ်ပြူပါတယ်ကျွန်တော်တို့ပန်းတိုင်းကတော့မြန်မာနိုင်ငံကိုစစ်အာဏာရှင်ဖျောက်ချဖို့အမြင့်ဖြတ်ဖို့ပြီးတော့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့ကကျွန်တော်တို့ကဆက်သွားရမယ့်လက်နက်ကင်ဒေါ်လာရေးဆက်လုပ်ရမယ် ကျွန်တော်တို့တခြားတော်လန်ရေးအဖွဲ့အစည်းကိုနားလည်မှုစီလုံးညီညွတ်မှုဒီထက်ပိုပြီးတိစောက်ရမယ်လို့ပရိုဆောအင်နာကပြောကြားလိုက်ပါတယ်။ကျမ၏တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။